ားလုံးကို Merry Christmas ပါဒီနေ့ဟာဆိုရင် ကျမတို့ပေါ့နော်လောကီသားတွေအားလုံးကျမတို့လောကမှာရှိတော်သူတွေအားလုံးရဲ့ဝမ်းမြောက်ပျော်ရွှင်ဖွယ်ရာဒီနေ့နေ့ရက်တရက်ဖြစ်ပါတယ်ဒါကြောင့်ပေါ့နော် ကျမတို့တွေဒီချိန်နာကြီးမှာလဲဒီအဲနှုတ်ပတ်တော်နဲ့အတူကျမပေါ့နော်အနေငယ်အဲခွန်အားပေးခြင်းနဲ့အရာတွေဒီနေ့တိဆောက်ပေးခြင်းနဲ့အရာတွေရှိတာဖြစ်ပါတယ်ကျမတို့ဟေရှာယအခန်းကြီး အငယ်6နဲ့ခုနှစ်ကိုကျမတို့တစ်ချက်ကြည့်ရအောင်နော်အကြောင်းမူကားငါတို့အဖို့သူငယ်သူငယ်ကို ဖွားမြင်၏ငါတို့အားသားကိုတနာတော်မူ၏ထိုတူဒီအုတ်ဆိုးခြင်းအာနာဇက်ရှိလိမ့်မည် နာမတော်မူကားအံ့ဩဖွယ်တိုင်ပင်ဘက်တကိုးကြီးတော်ဖျားသခင်ထာဝရအဘငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ချင်းကိုခံတော်မူလိမ့်မည်ပေါ့နော် ကျမတို့တွေဒီနှုတ်ကပတ်တော်ကိုကျမတို့တွေတွေ့တဲ့အခါမှာတကယ်ကိုကျမတို့အတွက်ကောင်းကြီးဖြစ်တဲ့အရာဖြစ်တယ်ကျမတို့အတွက်တကယ်ကိုအတိတ်ပဲရှိတဲ့ခရစ်စမတ်ဖြစ်မယ်လို့လည်းအထူးပဲယုံကြည်တာဖြစ်တယ်နုတ်ပတ်တော်မှာပြောထားတဲ့အတိုင်းပဲပေါ့နော်ငါတို့အဖို့သူငယ်ကိုဖွားမြင်ဤပေါ့နော်ဒါကြောင့်ဒီနေ့ဒီသူငယ်ဖွားမြင်ခြင်းဟာ ကျွန်မတို့ရဲ့ Christmas Merry Christmas လို့ပြောတဲ့အရာကိုအတိတ်ပဲရှိဖို့ရန်အတွက်ဖြစ်ပါတယ်ဒီနေ့ဒီသူငယ်ဖွားမြင်လာရခြင်းဟာကျွန်မတို့ Loki မရှိတော့ဒီနေ့ကျမတို့လောကမှာရှိတော့လောကီသားတွေအားလုံးဒီနေ့အပြစ်မှဒီနေ့လွတ်မြောက်ဖို့ရန်အတွဲဖြစ်တယ်။ဒါကြောင့်ထိုသူငယ်ရဲ့နာမည်ကကိုမယေရှုလို့ဒီနေ့ကျမတို့တွေနာမည်ရတာဖြစ်ပါတယ်။အဲ့ဒီယေရှုရဲ့အသေးပဲကဒီနေ့အပြစ်မှကယ်ချွတ်မြတ်သူပေါ့နော်။ဒါကြောင့်ဒီနေ့ဒီခရစ်စမတ်ဟာတင့်အတွက်ကျွန်ုပ်တို့အယံကိုအသေးပဲရှိလွန်းလာပါတယ်။ဘာကြောင့်မို့လို့လဲ။ဒီနေ့ကျမတို့အတွက်မဖြစ်နိုင်ဘူး။ဟုတ်လားဒီနေ့ကျမတို့တယောက်နဲ့တယောက်ပေါ့နော်။အပြစ် ဟုတ်လားအရန်ကြီးမားတယ်ဆိုတော့ဟာဒီအပြစ်ကအရန်ကြီးမားတယ်သူ့ကိုခွန့်လွတ်ဖို့ရန်အတွက်မဖြစ်နိုင်ဘူးလို့ဒီနေ့ကျမတို့တွေဒီလိုစဉ်းစားနေတဲ့အချိန်မှတောင်မှကျမတို့ရဲ့အပြစ်ကြွေးတွေအားလုံးကိုကယ်ချွတ်မဲ့ ဒီနေ့သူငယ်တော်ယေရှုဟာဒီနေ့တင့်အတွက်ကျွန်ုပ်တို့မွေးဖွားလာတာဖြစ်တယ်။အာမင်။ဒါကြောင့်ဒီနေ့အဲ့ဒီသူငယ်တော်မွေးဖွားလာခြင်းဟာဒီနေ့ကျွန်ုပ်အတွက်ဖြစ်တယ်ဆိုမှဒီနေ့ကျမတို့ရဲ့နှလုံးသားမှာခံယူလိုက်တော့ဒီနေ့လောကမှာရှိတော်လောကီသားတွေအားလုံးရဲ့အသက်တာမှာဒီနေ့ထိုသူငယ်ဟာဖွားမြင်ခြင်းတာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ထိုသူငယ်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ဒီနေ့ကျမတို့ကခံယူလိုက်မယ်ဆိုရင်ဒီနေ့ဒီခရစ်စမတ်ဟာတင့်အတွက်ကျွန်ုပ်အတွက် တကယ်ကိုတန်ဖိုးရှိပြီးတော့အသေးပဲရှိတော့ဒီနေ့ Merry Christmas ဖြစ်မယ်လို့ကျွန်မအထူးပဲယုံကြည်တာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့နှုတ်ပတ်တော်ရှင်ယောဟန်အခန်းကြီး၄ဗောနောအငယ်၄၀မှာဆိုရင်ကျွန်တော်တို့အဲ့ဒီမှာလဲအကြောင်းအရာတစ်ခုကိုကျွန်တော်တို့တွေးရတာဖြစ်ပါတယ်။ကျွန်မဖတ်ချင်တာဖြစ်ပါတယ်။ထိုမိမ့်မအားယခုဖြစ်လင်ငါတို့ဒီတင်ဤစကားကြောင့် ဒါယုံကြည်သည်မဟုတ်စကားတော်ကိုကိုယ်တိုင်ချားနာရ၍ဤသူသည်လောကီသားတို့ကိုကဲတင်တော်မူသောတခင်သည်ဟူသောခရစ်တော်အမှန်စင်စစ်ဖြစ်တော်မူကြောင်းကိုသိသည်ဟုဆိုကြ၏တဲ့ဒီနေ့ဒီရှမာရိလူမျိုးတွေကဘာပြောလဲလို့ပြောတဲ့အခါမှာအော်မင်းပြောလို့ ဒီသခင်ယေရှုခရစ်တော်ကိုငါတို့သိတာမို့ငါတို့ကိုယ်တိုင်ကြားပြီးတော့သိပြီးတော့ဒီသခင်ယေရှုခရစ်တော်ဟာလောကီသားတို့ကိုကယ်တင်သောအရှင်စင်စစ်အမှန်ဖြစ်တယ်ဆိုတာကိုသိရတယ်လို့ဒီနေ့ပြောတဲ့ကဲ့တော့ပဲဒီနေ့ကျမတို့ရဲ့အတ္တတာအတီးတီးထဲမှာလဲအော်ကျွန်ုပ်ရဲ့ခရိယန်တငယ်ချင်းက ပြောလို့ဩခရစ်စမတ်အကြောင်းကိုပြောလို့ဩဒါမှမဟုတ်ခရစ်စမတ်မှာစားတောက်ဖွဲရတွေဒီလိုဒီလိုတွေရှိလို့ခရစ်စမတ်ဆိုတဲ့အရာကိုဒီနေ့ကျမတို့သိရခြင်းမဟုတ်ရတော့ဘဲနဲ့ဒီနေ့ကျမတို့အယောက်ချင်းစီတန်းရဲ့အသက်တာအတီးတီးထဲမှာထိုးသူငယ်ကိုဒီနေ့ကျမတို့မွေးဖွားခွင့်ဒီနေ့ပေးလိုက်တဲ့နှလုံးသားသဇုံတိုင်းဟာထိုးသခင်ဟာကျွန်ုပ်တို့ရဲ့ကယ်တင်ရှင် ဖြစ်တယ်ဆိုတော့ကိုကျမတို့သိတော့သူတိုင်းဟာ ဒီခရစ်စမတ်ဟာတကယ်ကိုအတိတ်ပဲရှိတော့ခရစ်စမတ်ဖြစ်လာမှာဖြစ်တယ်အာမင်ကျွန်တော်တို့ဆက်ပြီးတော့ကြည့်မယ်ဆိုရင်ငါတို့အာတားကိုတနာတော်မူဤတားကိုပေးတယ်ဒီနေ့ဒီနေ့မှာဖခင်တယောက်ရဲ့နှလုံးသားကိုဒီနေ့ကျွန်တော်တို့တွေ့မြင်ရတာဖြစ်ပါတယ် ဒီနေ့ဖရာသခင်မှာတားလို့ပြောလိုက်တဲ့ခါမှာအများကြီးမရှိပါဘူး။တားတဘာဒီပဲရှိတာဖြစ်ပါတယ်။တို့တော်ညာလေဒီနေ့ तू ဟာဘယ်လောက်ထိကျမတို့လောကမှာရှိတော့လောကီတားတွေကိုဘယ်လောက်ထိချစ်တယ်လဲလို့ပြောတဲ့အခါမှာသူ့ရဲ့တားတော်ကိုစွန့်တော်မူတည်တိုင်အောင် လောကီတားတို့ကိုချစ်တာဖြစ်တယ်။ဒါဟာဖခင်တယောက်ရဲ့နှလုံးသားဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကျမတို့တွေကိုဟုတ်လားကျမတို့မိဘသူမစို့လက်ဆောင်ကိုဒီနေ့ကျမတို့ရချင်တော့သူတွေပါပဲ။ဒါကြောင့်အော်ခရစ်စမတ်မှာ ဒီနေ့တင့်အတွက်ကျွန်ုပ်အတွက်တကယ်ကိုတန်ဖိုးရှိတော်အရာဟာဖယားသခင်တင့်နဲ့ကျွန်ုပ်ကိုဖန်ဆင်းတော်ဒီနေ့ဖယားရှင်ကိုတော်တိုင်ဒီနေ့ပေးတော်လက်ဆောင်ဟာခရစ်စမတ်လက်ဆောင်ဟာသူ့ရဲ့သားတော်ဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ထိုသားတော်ကိုယုံကြည်တော်သူတိုင်းဟာဒီနေ့ကျွန်တော်တို့အတွက်အသေးပဲရှိတော်ဒီနေ့ခရစ်စမတ်ဖြစ်ရုံနဲ့တာမကပဲနဲ့တန်ဖိုးရှိတော်ခရစ်စမတ်လက်ဆောင်ကိုဒီနေ့ကျွန်တော်တို့ဟာဖယားသခင်ထံကနေရရှိမှာဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်ဒီနေ့ကျွန်တော်တို့ ကြားနာတော့သူတွေရောက်ချင်းစီတိုင်းရဲ့အသက်တာတီတီထဲမှာလဲဒီနေ့ဖရာသခင်ဟာတင့်အတွက်ကျွန်ုပ်အတွက်ခရစ်စမတ်လက်ဆောင်ကိုပေးထားပေးပြီးသားပဲဖြစ်တယ်အာမင်ဒါဒီနေ့ထိုလက်ဆောင်ကိုဒီနေ့ကျွန်တော်တို့ယုံကြည်ခြင်းနဲ့ရယူဖို့ရန်အတွက်လဲကျွန်တော်ဖိတ်ခေါ်ချင်တာဖြစ်ပါတယ်ဘာကြောင့်မို့လို့ဒီနေ့ဖရာသခင်ကဒီနေ့တင်နဲ့ကျွန်ုပ်ကိုဒီလောက်ထိတုအတွက်တန်ဖိုးရှိတဲ့တားတော်ကိုတင်နဲ့ကျွန်ုပ်အဖို့ဒီနေ့ဒီခရစ်စမတ်ဒီဇင်ဘာလထဲမှာမွေးဖွားပေးတယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့နှုတ်ကပတ်တော်ကိုဆက်ပြီးတော့ကြည့်မယ်ဆိုရင်အဲ့ဒီတားရဲ့နာ ာမဟာတဲ့နာမတော်မူကအံ့ဩဖွယ်ဖြစ်တယ်။ဒါကြောင့်ဒီနေ့သင်ဟာဒီလက်ဆောင်ကို အိုးကျွန်ုပ်အသွဲဖြစ်တယ်ကျွန်ုပ်ဟာ ဒီနေ့ဒီအပြစ်တရားတွေထဲကနေလွတ်မြောက်ဖို့ရန်အတွက်ဘလို့မှမဖြစ်နိုင်ပါဘူးဒါပေမဲ့ဒီနေ့ဒီခရစ်စမတ်အရှင်ဖြစ်တဲ့ဒီနေ့ဖခင်ကသင်နဲ့ကျွန်တော်ကိုပေးလိုက်တဲ့ဒီနေ့ထိုသားတော်ကိုယုံကြည်ပြီးတော့ဒီနေ့ကျွန်တော်တို့လက်ခံလိုက်ရခြင်းဟာဒီနေ့ကျွန်တော်တို့ဟာအပြစ်ကနေပြီးတော့ကယ်လွတ်ခြင်းကိုရပြီးတော့ကျွန်တော်တို့ရဲ့အသက်တာမှာအံ့ဩဖွယ်ရာတွေကနေရာယူလာမှာဖြစ်တယ်အာမင်ဒါကြောင့်မလို့ဒီနေ့အသက်တော်အသက်တာတွေက ကျွန်တော်တို့ရဲ့အသက်တာမှာနေရာယူလာမယ်။အိုးဒီနေ့အသက်တော်စိတ်ဝိညာဉ်တွေကကျွန်တော်တို့ရဲ့အသက်တာမှာနေရာယူလာတဲ့အခါမှာအိုးကျွန်တော် တို့တွေအမြဲတမ်းပြောနေတယ်လို့ပဲငါဟာငါမဟုတ်တော့ဘူးဖြစ်တယ်။ဘာကြောင့်မို့လို့လဲဒီနေ့ကျမတို့ဟာအတ္တသောစိတ်ဝိညာဉ်အတ္တသောစိတ်နှလုံးကိုဒီနေ့သူခရစ်တော်အားဖြင့်ပိုင်ဆိုင်ခြင်းကိုရရှိတော်သူတွေဖြစ်တယ်။ဒါကြောင့်ကျမအထူးပဲယုံကြည်တဲ့ဒီခရစ်စမတ်ဒီသတင်းစကားကိုကြားပြီးတဲ့အချိန်ကနေစပြီးတော့ဒီနေ့ကျမတို့အတွက်တကယ်ကိုအတိတ်ပဲရှိတော့ခရစ်စမတ်ဖြစ်လာရုံနဲ့သာမကဘူးနဲ့ကျမတို့ရဲ့အသက်တာမှာအံ့ဩဖွယ်ရာတွေကဒီနေ့နေရာယူလာမှာဖြစ်တယ်။ဘာကြောင့်မို့လို့လဲလို့ပြောတဲ့အခါမှာဒီနေ့သူ သခင်ယေရှုခရစ်တော်ကိုဒီနေ့ကျမတို့ရဲ့အသက်တာမှာအုပ်ဆိုးခွင့်ပေးလိုက်တဲ့အခါမှာထိုသခင်ရဲ့အုပ်ဆိုးခွင့်ရတော်အသက်တာဟာဒီနေ့ထူးခြားခြင်းတွေကနေရာယူလာမှာဖြစ်တယ်။ပြောင်းလဲခြင်းတွေကဒီနေ့နေရာယူလာမှာဖြစ်ပါတယ်။ဒါကြောင့်ဆက်ပြီးတော့ကျမတို့တွေနှုတ်ကပတ်တော်ကိုကြည်တဲ့အခါမှာအဲ့ဒီနာမတော်မူကားတဲ့တိုင်ပင်ပဲဖြစ်တယ်။ အိုးခရစ်စမတ်ရောက်မှာကိုကြောက်တဲ့သူထဲမှာတင်တဲ့ကျွန်ုပ်မပါတော့ဘူး။ဘာကြောင့်မို့လို့လဲလို့ပြောတဲ့အခါမှာဒီနေ့ထိုးတိုင်ပင်ဘက်ဒီနေ့ထိုးကောင်ဆလာဖြစ်တဲ့ဒီနေ့ထိုးတိုင်ပင်ဘက်အရှင်ကဒီနေ့ကျွန်တော်ရဲ့နှလုံးသားထဲမှာဒီနေ့နေရယူနေပြီးကျွန်တော်ရဲ့အသက်တာထဲမှာနေရယူနေပြီးဖြစ်တော့ကြောင့်ဒီနေ့ကျွန်တော်ဟာအရာခတ်သိမ်းကိုဒီနေ့တိုင်ပင်မဲ့တိုင်ပင်ဘော်တိုင်ပင်ဘက်ဟာတင်တဲ့ကျွန်ုပ်ရဲ့အနီးနားလေးမှာရှိနေပြီဖြစ်တယ်။အာမင်ဟာလေလုယာကျမတို့ဆက်ပြီးတော့နှုတ်ပတ်တော်ကိုကြည်မယ်ဆိုရင် အဲ့ဒီနာမတော်မူကားတဲ့တကိုးကြီးတော်ဖျားသခင်ထာဝရအဘငြိမ်သက်ခြင်းအရှင်လို့ဒီနေ့အတိတ်ပဲရတာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကျမတို့နေ့တူဝမှာမြင်တွေ့နေရတဲ့အရာတွေစိုးရိမ်နေရတဲ့အရာတွေပူပန်နေရတဲ့အရာတွေရှိတော်ညာလဲဒီနေ့ကျမတို့ရဲ့စိတ်ဝိညာဉ်ထဲမှာဒီနေ့ထိုငြိမ်သက်ခြင်းအရှင်ဖြစ်တဲ့ ်ဒီနေ့ထိုခရစ်တော်ကိုဒီနေ့ကျမတို့ဟာအုပ်ဆိုးခွင့်ပေးတော်သူ ဖြစ်တော်ကြောင့်ဒီနေ့ကျမတို့ရဲ့အသက်တာဘဝတလျှောက်လုံးဟာအခုချိန်ကနေစပြီးတော့ငြိမ်သက်တော်အသက်တာငြိမ်သက်ခြင်းအုပ်ဆိုးခြင်းခံရတော်အသက်တာရှိပြီးတော့တကယ်ကိုအတိတ်ပဲရှိတော်အသက်တာဖြစ်မယ်လို့ကျမအထူးပဲယုံကြည်တာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဒီချိန်ကနေစပြီးတော့ကျမတို့အတွက်တကယ်ကိုအတိတ်ပဲရှိတော်ခရစ်စမတ်နဲ့အတူ အဲ့ဒီခရစ်စမတ်အရှင်ဖြစ်တဲ့ဒီနေ့သို့သခင်ယေရှုခရစ်တော်ဟာသင်နဲ့ကျွန်ုပ်ရဲ့အသက်တာထဲမှာကျမတို့အုပ်ဆိုးခွင့်ပေးလိုက်တာနဲ့အတူကျမတို့ရဲ့နှလုံးသားမှာနေရာပေးလိုက်တာနဲ့အတူဒီနေ့အံ့ဩဖွယ်အံ့ဩခြင်းတွေကဒီနေ့သင်အသက်တာကျွန်ုပ်သက်တာထဲမှာရောက်ရှိနေပြီဖြစ်တယ်။ငြိမ်သက်ခြင်းတွေကရောက်ရှိနေပြီဖြစ်တယ်။ဟာလေလုယာ။ဒါကြောင့်ဒီနေ့ဒီနှုတ်ပတ်တော်အားဖြင့်အရောက်ချင်းစီတိုင်းကိုဒီနေ့ကျမတိုက်တွန်းခွန်အားပေးချင်တာဖြစ်ပါတယ်။အားလုံးပေါ်မှာဘုရားရှင်အထူးပဲကောင်းချီးပေးပါစေ။ amen ชงไงว่าใช้ยุตะขอข้ามว่าก็กันนังแรงอาตา hallelujah